အလောင်းမဲမင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်။တင်းထွက်မနှက်ဖြန်ငွေကြေးကန်ချင်းတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။အဲမနှက်ဖြန်မှာငွေကြေးကန်ချင်းတွေအဖြစ်ပေါ့နော်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ပထမဆုံးစိတ်လှုပ်ရှားစရာသတင်းကြရတာမျိုး၊မကြားဘူးတဲ့သတင်းစကားတွေဝင်လာတာမျိုးပေါ့နော်။အဲ့ဒါမျိုးလေးတွေကြုံရတတ်ပါတယ်။နောက်ပြီးတော့အကျွေးရစရာရှိတဲ့သူတွေဆိုလို့ရှိရင်လည်းအကျွေးမီတွေပြန်ပြီးတော့ရရှိတတ်ပါတယ်။ အဲဆွေမြညာတိကတွေစီကနေပြီးတော့ဗောနောငွေကြေးအလုံးခဲလိုက်ရရှိတာမျိုးလေကြုံရတတ်ပါတယ်ပညာရဲ့နယ်ပယ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအသက်မွေးနေတဲ့သူတွေကုန်တဲ့ရောင်းဝယ်နဲ့ပတ်သက်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေအနေနဲ့လည်းမနှက်ဖြံမှာဗောနောငွေကြေးရပေါက်ရလနဲ့ပတ်သက်ပြီးတော့အလောက်ကန်တေးရရှိတာမျိုးငွေကြေးဝင်လာတာမျိုးကြုံရမှာဖြစ်ပါတယ်အဲ့တော့မနှက်ဖြံမှာငွေကြေးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရမယ်ဆိုလို့ရှိရင်တော့ ပြောဆိုတဲ့နေမျိုးဖြစ်ပါတယ်မိမိကြံရွယ်ရင်ကြံရွယ်သလားအထမြောက်အောင်မြင်တတ်ပါတယ်အာမိမိပြောတဲ့ဆိုတဲ့စကားကိုပေါ့နော်တစ်ဖက်လူကလိုက်နာတာမျိုးကြုံရတတ်ပါတယ်ငွေကြီးအလောက်ကန်နဲ့ပတ်သက်ပြီးတော့အာမိမိစဉ်းစားတယ်လို့မျိုးပေါ့နော်အကောင့်ထဲပေါ်နိုင်မဲ့နေမျိုးဖြစ်ပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့စိတ်ကူးညံနေလေပုံမှန်ထပ်ပို့ပြီးတော့ကွန်မြူနီမဲ့နေမျိုးဖြစ်တယ်ငွေကြီးရဲ့ အလောက်ကရင်နဲ့ပတ်သက်ပြီးတော့ပဝင်းကျင်ကလည်းကိုကိုအထင်ကြီးအားကျလေးစားရမယ်နေ့တနေ့ဖြစ်လာတတ်တယ်ဆိုရာမျိုးတွေ့ရပါတယ်ဒါစင်ဒါကတင်တော်မနှက်ဖြန်ငွေကြေးကန်ချင်းနေဖြစ်ပါတယ်အလုံးမဲ့အဆဆိုင်အားအစဉ်ပြေကြပါစေလို့ဆုမကောင်းတောင်းပြလိုက်ပါတယ်